ရည်စကြည်လအနာဂတိကျမ်းခန်းကြီး48ဤတီလအမျိုးခရိုင်စုအမိကမြောက်ဘက်၌ဟေတလုံလန်းနဲ့ဟာမတ်လန်းနာဟာဇယီနယ်မြို့ပါလက်ဓမ္မသက်မြို့နယ်မြောက်ဟာမတ်မြို့နေတိုင်အောင်၎င်းအရှိဘက်မှသည် ပင်လယ်တိုင်အောင်၎င်းဒန့်ခရိုင်ရှိရမည် တန်ခရင်အနာ အရှိဘက်မှသည် အနောက်ဘက်တိုင်အောင်အာရှခရင်ရှိရမည်အာရှခရင်အနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင်နတ်တလိခရင်ရှိရမည်နတ်တလိခရင်အနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင်မနာရှိခရင်ရှိရမည်မနာရှိခရင်အနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင် အေဖရင်ခရရှိရအေဖရင်ခရအနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင်ရူဘင်ခရရှိရရူဘင်ခရအနာ အရှိဘက်မှသည်အနောက်ဘက်တိုင်အောင်ယူဒခရရှိရယူဒခရအနာအရှိဘက်မှသည်အနောက်ဘက်တိုင်အောင်တင်တို့ပူဇော်ရသောမြေကွက်ရှိရထိုးမြေအနံက ကျူလုံးအပြန်2500အလျားကအရှိပဲမသည်အနောက်ဘက်တိုင်အောင်ခိုင်ရန်အလျားနဲ့ညီရထိုးမီအတွင်း၌တန်ရှင်းရာဌာနရှိရမည်ထောရဖျားအားပူဇော်ရတော်မြေကွက်မှုကအလျား2500အနန်တပေါင်းရှိရထိုးတန်ရှင်းတော်ပူဇော်တကသည် ရှစ်ပရဟိတ်ဖို့ဖြစ်၍မြောက်ဘက်၌အလျား2500အနောက်ဘက်၌အနံ1000အရှိဘက်၌အနံ1000တောင်ဘက်၌အလျား2500ကျဲ့၍ထာဝရပြည်တန်ရှင်းရာဌာနသည်ထိုအကွက်အလေ၌ရှိရမည်ဤဒီလအမျိုးသားတို့သည်လမ်းလွယ်သောအခါဧဝိလူကဲ့သို့လမ်းမလွယ် ငါအမှုကို အစဉ်ဆောင်၍တန်ရှင်းသောစက်တုတ်သားရစ်ပရောဟိတ်တို့အဖို့ဖြစ်ရလေဝိလူနေရာမြေအနားမှာထိုတို့ပူဇော်သော မြေသည်ရစ်ပရောဟိတ်တို့အဖို့အလွန်တန်ရှင်းသောမြေဖြစ်ရမည်ရစ်ပရောဟိတ်မြေအနားမှာလေဝိလူနေရာမြေကွက်သည် အလျား2500အနံ1000ရှိရမည် ်ထုံမြေသည်ထာဝရပြာအဖို့တန်ရှင်းသောကြောင့်လေဝိလူတို့သည်မြေကိုမရှောင်ရအူတီသောအတီးကိုအခြားသောဥစ္စာနှင့်မဖလဲရအဖိုးနှင့်မရှောင်ရနှစ်တောင်းငါးတောင်းအနာမှာကျွင်းသေးသောမြေငါးတောင်းသည်လူနေရာမြို့နှင့်မြို့နယ်တီးစရာဖို့ဖြစ်၍ထိုမြေအလယ်၌မြို့တီးရမည် မြို့အတိုင်းအရှိကမြောက်ဘက်၌4500တောင်ဘက်၌4500ရှေ့ဘက်၌4500အနောက်ဘက်၌4500ရှိရမည်မြို့နယ်ကမြောက်ဘက်၌250တောင်ဘက်၌250ရှေ့ဘက်၌250အနောက်ဘက်၌250ရှိရမည်တန်ရှင်းသောမြေအနားမှာ အလျား၌ကျင်းသေးသော အရှိဘက်၌တတောင်းအနောက်ဘက်၌တတောင်းကျဲသောမြေ၌ဖြစ်သောအတိအနန္တိမြို့အမှုကိုစောင့်သောသူတို့စားเสียဖို့ဖြစ်ရမည်မြို့အမှုစောင့်တို့ကိုဤတေလာအမျိုးသားအပေါင်းအထဲကရွေးကောက်ရမည်ပူဇော်သောမြေကွက်ပေါင်းက အလျား2500 အနန်2500ကျဲ့၍မြို့နယ်ပါလက်တန်ရှင်သောထိုစတုယံမြေကို ပူဇော်ရမည်ထိုတန်ရှင်သောပူဇော်တကမြေနှင့်မြို့နယ်နှစ်ဖက်၌ကျွင်းသောအရှိဘက်၌2500အနောက်ဘက်၌2500ကျဲ့သောမြေစွန်းနှစ်ကွက်တို့သည် မင်းသားအဖို့ဖြစ်ရတန်ရှင်သောပူဇော်တကမြေနှင့် အိန္ဒိုဤတန်ရှင်းရာဌာနသည် ထိုနှစ်ခွက်ဆက်ကြားမှနေရာကြရမည်ထိုတော့ဆက်ကြားမှကြသောလေဝိလူနေရာအပိုင်းအခြားမြို့နယ်အပိုင်းအခြားပြင်ဘက်နှစ်ဖက်ယူဒခရိုင်ဘေယမင်ခရိုင်ဆက်ကြားမှကြသောမြေရှိသည်မြဒီမင်းသားအဖို့ဖြစ်ရမည်ကျွင်းသောဤဒီလခရိုင်မှုကအရှိတ်ဘက် မှတ်ဒီအနောက်ဘက်တိုင်းအောင် BMN ခရိုင်ရှိရမည် BMN ခရိုင်အနာအရှိဘက်မှတ်ဒီအနောက်ဘက်တိုင်းအောင်ရှီမောင်ခရိုင်ရှိရမည်ရှီမောင်ခရိုင်အနာအရှိဘက်မှတ်ဒီအနောက်ဘက်တိုင်းအောင်ဣတခခရိုင်ရှိရမည်ဣတခခရိုင်အနာအရှိဘက်မှတ်ဒီအနောက်ဘက်တိုင်းအောင်ဇာပုလုံခရိုင်ရှိရမည်ဇာဘူးလုံခရိုင်အနာအရှိဘက်မှသည် အနောက်ဘက်တိုင်အောင get ခရိုင်ရှိရမည် get ခရိုင်တောင်ဘက်အပိုင်းအခြားသည့်တာမာမြို့မှစ၍ကာဒီရှမြို့ဘေရီပရီတိုင်အောင်၎င်းမဟာပင်လေဒဲသောဝင်သောမြစ်တိုင်အောင်၎င်းရှောက်သွားရမည်ဤရွေကဤတီလာအမျိုးအနွယ်တို့အမွေခံစရာစာရေးတန်ချ၍ဝေရသောမြေဤရွေက တို့ပိုင်းခြား၍နေရသောခရိုင်အတီးတီးဖြစ်သည်ဟု အရှင်သာရပြာမိန်တော်မူ၏မြို့မှထွက်ရတကားများဟုမူကမြို့မြောက်ဘက်၌4500ကျယ်၍မြို့တကားတို့သည်ဤတီလာ အမျိုးအနွယ်တို့အမိကိုဆောင်လက်မြောက်ဘက်၌ရူဘင်တကားယူဒတကားလေဝိတကားတီးဟုသော တကား၃ပေါက်ရှိရမည်မြို့အရှိဘက်၌လေးထောင်900ကျေ၍ရောတက်တကားဘင်းရမိန်တကားတန့်တကားတီးဟုသော တကား၃ပေါက်ရှိရမည်မြို့တောင်ဘက်၌လေးထောင်900ကျေ၍ရှိမောင်တကားဤတခါတကားစာဘူးလုံးတကားတီးဟုသောတကား၃ပေါက်ရှိရမည် မြို့အနောက်ဘက်၌4500ကျဲ့၍ဂက်တကာအာရှတကာနတ်တလီတကာတီဟူသော တကာ၃ပောက်ရှိရမည်ထိုတုံမြို့ပတ်လေအတိုင်းအရှိက18000ရှိရလိမ့်မည်တီသောနေ့မှစ၍ထိုမြို့ကိုယေဟောဝရှမအမည်ဖြင့်ခေါ်တွင်ရလိမ့်သည်